အဲ6ကြိမ်အတွက်ကလန်းဆိုင်ကလေးအပြည့်စုံပြပေးမယ်ကြာအောင်ရင်လည်းပရိကလေးက9ပရိကလေးပါဗျာဒီ9ပရိကလန်းလေးအောင်မှုအတွက်ဒီ9ပရိလေးအောင်မှုအတွက်ဓပုံဆွေးဆိုင်ကလေးပါနော်ပြပေးမယ်ဒီကလန်းလေးညနေအောက်ကတက်တဲ့ဆင်းလိုက်မယ်ဗျာတပင်2ပင်3ပင်4ပင်5ပင်6ပင်ဆင်းလိုက်ဒီ9လေးတက်အောင်လားလို့ညင်ကြည့်တာပေါ့ဗျာ ဒီအိုးအောင်နေဆိုလို့ရှိရင်ဒီမှာစတဲခဲ့တဲ့ဒီ၃ဒီ၃ကြောင့်ဒီ၃လုံး၃လားတဲ့နောက်နှလုံး၃ကြောင့်ခွန်၃33လို့ထိပ်ကြည့်တယ်ပြီးကိုးပရိလေးအောင်နေတာအောင်မှုတော့ဒီကိုးပရိလားအဲ့ဒီမှာ तू ကစပြီအဲ့ဒီတဲခဲ့တဲ့၃ရဒီကထောက်ကူပေးရလား၃ဘာဝရှိပရိဒီမှာ၃ဘာဝရှိပရိဒီမှာ၃ဘာဝရှိပရိနောက်တစ်ခါတပင်းနှစ်ပင်း၃ပင်းသ 3ဘာဝရှစ်ပရိဒီရှစ်ပရိ၄ချက်ထောက်လိုက်တာကဒီ3အတွက်ထောက်ပြီးဒီ3ပြန်ချုပ်အဲ့ဒါဆိုရင်အဲ့ဒီရှစ်ပရိ၄ချက်လည်းထောက်ပြီးရောဒီမှာတည်ခဲ့တာနက္ခတ်ဘာဝတဲ့9 3ခွန်းအဲ့ဒီရှစ်ပရိရဲ့ဘေးလေးကိုထွက်လိုက်တပင်နှစ်ပင်သုံးပင်ထွက်လိုက်အဲ့ဒီမှာ9ပရိတဲ့ဒီ9နဲ့ဒီ9နဲ့ထပ်လဲထပ်ရောဒီ9ပရိထွက်လို့အတွက်ဘူးတဲ့ ီကိုဗစ်ထွက်ဖို့အတွက်ကိုသူ့ရဲ့တပင်းနှစ်ပင်ဒီဘက်တက်လိုက်ဒီ6ဒီ9กว่า5အဲ့ဒီกว่า5ရဲ့ဒီ4ရဲ့ပေါင်းခဲ့တဲ့ break က9 break တဲ့6 9 5ဒီနှစ်ခုနှစ်ခုနှစ်ပေါင်းနေ4အလုံးပေါင်းရင်4လုံးပေါင်းရင်9အဲ့ဒီကိုကြောင့်ဒီကိုပြေထွက်ဖို့ကိုအမာခံတဲပြီးလားလို့တစ်ချက်ကြည့်လိုက်ပြီနော် ကနန်နေဟုတ်ပြီဒုတိယကတ်ကြည့်ကြည့်အောင်နှလုံးသုံးစတဲပြီဟုတ်နှလုံးသုံးအဲ့နှလုံးသုံးတဲပြီကျွန်တော်တို့ကဒီ9ဒုံညာ4ဆိုကနန်လေးဒီဘွဲကိုအောင်းနေတာအောင်းမှုအတွက်ကိုဒီ3တဲခဲ့တဲ့3လေးကိုပြန်ပြီးတော့နေမယ်3ရဲ့ပါဝါလေး8 3ရဲ့ပါဝါလေး8 3ရဲ့ပါဝါလေး8 8 3ဘွဲ2ဘွဲ3ဘွဲ4ဘွဲတက်လိုက် ရှစ်လေးဝက်ခံပြီးသွားရင်တဲ့သူ့အောင်မှာငခပါဝါလို့တပွဲခံလိုက်ပြီးခံပြီးပြီဆိုတော့တို့ကဒီကနန်းလေးထွက်မှာအထိုင်လေးကဘယ်လိုရမလဲဆိုတော့ဒီ၃ကြောင်ဒီ၈ရဲ့ဒီ၅ရဲ့ဒီမှာ၃ညထိတ်ရဆိုလို့ရှိရင်၃လုံးပေါင်းရင်၃၃ဆိုရင်ဒီ၈ဒီဒီ၈ဒီဒီ၈ဒီဖြစ်သွားပြီဒီ၅၃ညလေးအောင်ဖို့အတွက်ကိုတဲ့ဒီ၈ပရိလေးရဲ့ဘေးမှာဒီတပင်း၂ပင်း၃ပင်မှာဒီပရိ၉လေးထိုးပေးထားတာက ရှင်းလေးပရိကူလေးတို့ဒီပရိကူနဲ့ဒီပရိကူလေးထပ်မှဒီပရိကူထွက်ချင်တာလားအဲ့ဒါဆိုရင်ဒီပရိကူနဲ့ဒီပရိကူကထပ်ပြီးဒီအပေါ်မှာကိုးပေါင်းခြင်းရှိမလားကြည့်မယ်လေအဲ့ဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ်တဲ့ရှစ်ထိတ်စီရယ်ခွန်ဘက်ရယ်ငားနေပြီတဲ့ဒီမှာ6ရယ်တဲ့ဒီ7ရယ်က4ဆိုတော့ဒီ4လုံးပေါင်းခြင်းကကိုးလို့ဖြစ်တာ ਨੇ ဒီပွဲမှာ3 5 4နဲ့ ၃ည၄၅လို့ထွက်မလားဆိုတဲ့သဘောတရားလေးကဲမိတ်ဆွေများဒီချာလေးကြည့်ကြည့်ပေါ့ဗျာကဏ္ဍဆိုင်ကတော့ဒီတိုင်းပဲတည်ပေးထားတာပဲဒီမှာထွက်မဲ့ကဏ္ဍက၃ည၄၅နဲ့၃ည၅လေးကဲစိုက်ကလေးကြည့်ပြီးတော့အလုံးပေါက်ကြပါပထမတစ်ခတ်တင်တော့မပြည့်စုံလို့ခုကပြည့်စုံတော့ပြန်ပြီးတော့ကြည့်ပြီးချိန်ပြီးတင်ပေးလိုက်တာကဲအလုံးပေါက်ကြပါသေးဗျာ